မင်္ဂလာပါဗျာနော်ဟုတ်ကဲ့ဒီ test ဆုံးရှုံးမှုမမရှိအောင်ဒီလိုမျိုးနောက်ထပ်နောက်ထပ်ဟိုအနာကအတွက်ပေါ့ဗျာမရှိအောင်ဘယ်လိုမျိုးနေတော့နေသွားအောင်ဘယ်လိုမျိုးနေထိုင်ရမလဲဘယ်လိုမျိုးနေ့စဉ်နေ့တိုင်းဘယ်လိုမျိုးပုံစံနဲ့ကျင့်သုံးရမလဲကိုတစ်ချက်တော့အဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်အဖေငယ်ငယ်တုန်းကအင်တီအင်ကိုဝင်တဲ့အချိန်မှာဖနက်ကို ချင်းရင်ဘက်မှာသွားစီရညီညီရတယ်ပြီးရင်အိမ်ပေါက်ကအောင်ကြောက်တဲ့ချိန်မှာအင်ရှင်ကိုလှန့်ကြည့်ရတယ်သူနေရာပြီးမှကိုကထိုင်ရမယ်ဟုတ်ကဲ့ဒါစီကမိုင်းဆိုင်ရတယ်အဲ့စီကမိုင်းဆိုင်ရတွေမှာကျွန်တော်တို့အာနာရှင်ကိုတွန်းလှန်နေတဲ့ကျွန်တော်တတ်မှတ်ထားတာပေါ့နော်ပြည်သူရှိတယ်လက်နက်ကင်ဖွဲ့စည်းရှိတယ်ထောက်ပို့ရှိတယ်အစိုးရရှိတယ်အဲ့ဒီအချက်၄ချက်မှရှိတယ်ကျွန်တော်တို့ကိုမင်းကိုနိုင်ပြောလို့ဆိုပဲခေါင်းတွဲကြီးကရှေ့ရသွားနေနောက်ကလိုက်ပါဖို့ကအောက်ကသုံးချက်ကအဆင်သင့်မယ်အဲ့ဒီခေါင်းတွဲကြီးကတစ်ချက်ရိုင်သွားပြီဆိုတာနဲ့ ခုနကဆုံးဆုံးရှုံးမှုကပို့ပြီးတော့များလာအဲ့တော့ခေါင်းတွဲကြီးကနေတတ်မှတ်ချက်တခုအဲ့ဒီအရာကြတော့ကျွန်တော်တို့ဒီအာနာရှင်စက္ကစဘက်မှာရှိတာသူတို့တသွေးတတန်တမိမ့်မိတ်ဟုတ်ပါတယ်ဗျကျွန်တော်တို့ဘူပဲဖြစ်နေပြီတတားပဲဖြစ်နေဖြစ်စေလက်နက်ကိုကြိုက်ထားပြီဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ပြဿနာကငါပါလဲဆိုပြီးထင်သွားကြတာအဲ့ဒါငါပါလဲမဟုတ်တော်တော်များများကျွန်တော်မြင်နေရတယ်နော်ဟုတ်ကဲ့ဘာဖြစ်လဲဆိုတော့ဒီတချို့ကလေးတွေက သူတို့လက်ထဲကိုယူနီဖောင်းနဲ့လက်နဲ့နဲ့နေနေရတော့သူတို့နေပုံထိုင်ပုံကတအားကြီးပြောင်းသွားတယ်ပြောင်းဆိုတာအားကြီးပြောမယ်စေဟိုကိုကိုကိုတော်တော်ဟိုပြောမယ်အထင်ကြီးသူတို့ဖြစ်သွားတယ်ဒါပေမဲ့သူအထင်ကြီးတယ်လည်းမနေရတယ်ဘောတော့ခုနကပြောသူပေါ့စီကံပိုင်းစီကံပိုင်းရဲ့အမိနာခံမှုဆိုတဲ့အရာကျွန်တော်တို့ခေါင်းစဉ်ကျွန်တော်တို့ရဲ့ခေါင်းစဉ်ရှိတယ်အကုန်လုံးအာနာချင်းကိုတွန်းလှန်နေတဲ့ခေါင်းစဉ်ရှိတယ်တခုတည်းနဲ့သွားတာဟုတ်ကျွန်တော်တို့ဒီဟိုလက်နက်ကင်ပြီးတော့နေတဲ့လူပဲဖြစ်ဖြစ်ပြည်သူပဲဖြစ်ဖြစ်အလှခံပြီးတော့ တစ်ဖက်ကိုပေးတဲ့လူကပဲဖြစ်ဖြစ်အစိုးရတည်းရဲ့ပဲဖြစ်ဖြစ်ကျွန်တော်တည်တယ်တော့ပေါ့နော်ဟုတ်ကဲ့သူနေရနဲ့သူနေရပြီးအမိနာခံမှုဆိုရရကြီးတဲ့လူဟိုအပေါ်ကပြောတယ်ရအောင်အောက်ကလည်းအာနာရှင်ကိုတွန်းလှန်နေပါစေအောင်အမိနာခံမှုຢာဓုဆိုတဲ့အရာဒီနေရာမှာခွဲတာကြတော့စက္ကစပကမှန်တယ်အဲ့ဒီအရာမျိုးတွေလိုပဲကျွန်တော်တို့ဒီအချက်လေးချက်မှရှိရပြည်သူပဲဖြစ်ဖြစ်လက်နက်ကင်တဲ့လူပဲဖြစ်ဖြစ်ထောက်ပို့ပဲဖြစ်ဖြစ်အစိုးရတည်းရဲ့ပဲဖြစ်ဖြစ်အားလုံးတသွေးလဲတသားလဲညီညီညွတ်ညွတ်လေးနဲ့ စီကံပိုင်းဆိုင်ရာနဲ့အမိန့်နာခံမှုတွေရှိမှတာလင်အာနာရှင်စနစ်ကကြတယ်တချို့ဒီအမိန့်နာခံမှုပြောမယ်ဆိုကောင်းတချို့တွေကလည်းအဖွဲ့အစည်းတစ်ခုမှပေါ့ဗျာဒါမဲ့ဒီဥစ္စာဒီမဲ့ကိုကမနစ်တက်ဘူးမကြိုက်ပဲလေအများနဲ့အမှန်တရားဖြစ်မယ်ဆိုရင်တော့လက်ခံရမယ်လက်ခံရမယ်အနေထားဖြစ်ရမယ်ချော့ထားရမယ်တချို့ကျွန်တော်မြန်မာကျွန်တော်နိုင်ငံသားပေါ့ဗျာဒီအမိန့်နာခံတဲ့နေရာမှာသူပြောမဲ့ ပြောမစဲသူခန်းစားချက်နဲ့သွားတဲ့ခါကျတော့ငါတော့မကြိုက်တော့ဘူးဆိုရင်ဟိုဟိုကအမှန်ကပြောနေတာပဲဒါပေမဲ့ तू ကမကြိုက်မနေတတ်တဲ့ခါကျတော့အဲ့လိုမျိုးကြတော့မနာခံမြင်ဘူးမနာခံမြင်မြင်ဩခုနကခုနကကျွန်တော်ပြောတဲ့ကောင်းစီတော့ပါအခင်ဗျားလည်းအာနာရှင်တွန်းလာတယ်ကျွန်တော်လည်းအာနာရှင်တွန်းလာတာပဲဆိုပြီးတော့အဲ့လိုမျိုးကနက်ခေါ်စတွေရောကနက်ခေါ်စတွေပြောတဲ့ခါကျတော့ အဖွဲ့အစည်းတစ်ခုမှပြိုကွဲတာတို့အမိတ်နိုင်ငံမှုမရှိတဲ့ဆိုလို့ရမှာတကယ်စကတ်တနဲ့တွေ့တဲ့အချိန်ရင်ဆိုင်ဖြည့်ရှင်းရမယ့်အချိန်မျိုးတွေကြာရင်ကိုယ်ကတော့အာနေချက်ဖြစ်တယ်အာနေချက်တွေဖြစ်တာအဲ့ဒီအာနေချက်တွေကိုလည်းကျွန်တော်တို့ခုနပြောတဲ့အချက်၄ချက်မှ၄ချက်စလုံးမှရှိတဲ့ပြည်သူလက်နက်ကင်တဲ့လူထောက်ဖို့ပဲဖြစ်ဖြစ်အစိုးရတရားပဲဖြစ်ဖြစ်အားလုံးတသွေးနဲ့တသားနဲ့တင်ကြီးတညွတ်ထဲနဲ့အမိတ်နိုင်ငံမှုပေါ်စီကံပိုင်းဆိုင်ရာရောညီညီညွတ်ညွတ်လေးသွားမှသာလင်ခုနကအခုခေါင်းစဉ်တတ်ထားတဲ့ ဝမ်းနေစရာကောင်းတဲ့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ဟုတ်ကဲ့ငယ်တဲ့လူကိုကြီးတဲ့လူကလိုက်ပို့နေရတဲ့အဖြစ်ငယ်တဲ့လူတွေဆုံးရှုံးတော့ကြီးတဲ့လူကလိုက်ပို့ရတဲ့အဖြစ်မျိုးကိုကျွန်တော်တို့ကပြန်ပြီးတော့ကြောင်းမြန်လှန်လို့ရမယ်ခုနကကျွန်တော်တို့ဒီမှာစကားစသတင်းစာတွေမှာပါလာတယ်လို့ပေါ့ကြောင်းမြန်ကြီးပြန်ပြောနေတဲ့အရာတွေကိုကျွန်တော်တို့ကအတက်လှုပ်ချင်တယ်ဆိုရင်စီကံတို့အမိန့်နာခံမှုတို့ယုံကြည်ချက်တို့ယိုးသားမှုတို့ကိုရှေ့တန်းတင်ပြီး လုံမှသာတင်ဟုတ်ကဲ့ကျွန်တော်အာနာရှင်စနစ်ကကြာဆုံးမယ်လို့ကျွန်တော်တို့ညီကိုမြောက်ကဖော်ပြရကနေကျွန်တော်မြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေကိုမက်ဆေ့ချ်ပေးကြည့်ပါတယ်နော်အားလုံးကောင်းသောနေ့ပါဗျာ